ဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့လူတိုင်းမှာခါသိတဲ့အတွေ့အကြုံများစွာရှိကြမှာပါဒီလိုခါသိလာတဲ့အခြေအနေတွေကိုဘလို့ဖြတ်ကျော်သင်ပါတလဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ တချို့ဆုံရှုံမှုတွေကတဦးတယောက်တည်းနဲ့သက်ဆိုင်တာမဟုတ်ပဲတနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ဆုံရှုံမှုတစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ဆုံရှုံမှုတစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ဆုံရှုံမှုတွေဖြစ်တတ်ပါတယ်ဒီလိုဆုံရှုံမှုတွေဖြစ်သွားတဲ့အချိန်မှာကြေကွဲဝန်းနေခြင်းတွေရှိတယ်ဒီလိုမျိုးကြည်ကွဲဝမ်းနေရတဲ့အချိန်မှာကိုကိုယ်တိုင်ရဲ့ဆုံးရှုံးမှုတစ်ခုတည်းမဟုတ်ဘူးဘေးပတ်ဝန်းကျင်ကသူတို့ရဲ့ဆုံးရှုံးမှုကိုပါကိုယ်တိုင်ကခံစားရတဲ့အတွက်ဒီလိုမျိုးဝမ်းနေမှုဒီလိုမျိုးကြည်ကွဲဝမ်းနေမှုကို collective grief လို့ခေါ်ပါတယ် တဦးတယောက်ထင်းနဲ့ဆုံးရှုံးတာမဟုတ်ပဲနဲ့ဘေးပတ်ဝန်းကျင်ကပါဆုံးရှုံးမှုဖြစ်သွားခဲ့တဲ့အတွက်ဘေးပတ်ဝန်းကျင်ကလူတွေကပါဝမ်းနဲ့ကြည်ကွဲနေတဲ့အချိန်မှာဒီ collective grief ကိုကျမတို့အားလုံးကိုစီ community နဲ့ပဲ process လုပ်လို့ရပါတယ်။ကျမပြောရဲ process လုပ်လို့ရတယ်ဆိုတော့က grief ဆိုတဲ့ဝမ်းနဲ့မှုကြည်ကွဲဝမ်းနဲ့မှုဟာတဦးတယောက်ထင်းနဲ့သက်ဆိုင်တဲ့ကြည်ကွဲဝမ်းနဲ့မှုမျိုးမဟုတ်တော့ပဲဘေးနာကပတ်ဝန်းကျင်ကသူတွေကပါကြည်ကွဲဝမ်းနဲ့နေတဲ့အတွက်ကြောင့်မလို့ပတ်ဝန်းကျင်နဲ့တူတူဒီ emotion grief လို့ခေါ်တဲ့ကြေကွဲဝမ်းနည်းမှုစိတ်ခံစားချက်ကို process လုပ်တဲ့အချိန်မှာ community နဲ့ပဲ process လုပ်လို့ရပါတယ်။ဒါကြောင့်တဦးတယောက်တည်းမနေဘဲနဲ့ကိုယ့်ရဲ့ဝမ်းနည်းကြေကွဲမှုတွေကိုကိုထုတ်ဖော်ပြသလို့ရတဲ့ပတ်ဝန်းကျင်ကိုထုတ်ဖော်ပြသပါတကယ်လို့ကို့မှာထုတ်ဖော်ပြသလို့ရမယ်ပတ်ဝန်းကျင်မရှိသေးဘူးဆိုရှင်ကိုယ့်ရဲ့ဝမ်းနဲ့ကြည်ကွဲမှုတွေကိုစာရွက်တွေပေါ်မှာခြာရှည်လိုက်တာပဲဖြစ်ဖြစ် ပကြီကားတွေဆွဲလိုက်တာပဲဖြစ်ဖြစ်ကျမပြောတဲ့ပကြီကားဆိုတာကပုံတပုံထွက်လာဖို့အတွက်မဟုတ်ဘူးစိတ်ထဲမှာရှိရာကိုရှောက်ချက်လိုက်တာ That's how ဒီလိုပုံစံနဲ့ကျမတို့စိတ်ထဲမှာရှိနေတဲ့ခံစားချက်တွေကြေကွဲဝမ်းနည်းမှုတွေကိုထုတ်ဖော်ပြသလို့ရပါတယ်ထုတ်ဖော်ပြသနိုင်စွမ်းရှိပါတယ်နောက်တစ်ခုကဒီအချိန်မှာငါတယောက်တည်းဘာမှမလုပ်ပေးနိုင်ဘူးငါဒီထက်လုပ်ပေးနိုင်နေငါအတွက်အာ ဘာဖြစ်လို့မလုပ်ပေးနိုင်ရတာလဲစသောစသော guilty ဖြစ်နေတယ်ဆိုရင်ကိုကိုကိုပြန်စဉ်းစားကြည့်ပါပြန်လဲတတိယပါဒီဆုံးရှုံးမှုတွေတူတယောက်တည်းနဲ့သက်ဆိုင်တဲ့ဆုံးရှုံးမှုမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့တူတယောက်တည်းကတာဝန်ယူပြီးပြောင်းလဲဖြစ်ဖို့ဆိုတာဘလို့မှမလွယ်ကူပါဘူးမဖြစ်နိုင်ပါဘူးတူတယောက်တည်းဘလို့မှလုပ်လို့မရပါဘူးဒါကြောင့် community နဲ့သာသွားလို့ရပါတယ်ဒီအချိန်မှာငါတယောက်တည်းမလုပ်ပေးနိုင်ဘူးဆိုရက် guilty ဖြစ်လာတယ်ဆိုရင်ပြန်ပြီးတတိယပါ this is collective grief ဒီရာဒီ collective grief ဖြစ်ပါတယ်ဘေးပတ်ဝန်းကျင်ကသူတွေတင်တူးတယောက်တည်းဖြတ်တန်းနေရတဲ့ခံစားချက်မျိုးမဟုတ်ဘဲဘေးပတ်ဝန်းကျင်ကသူတွေကပါဖြတ်တန်းနေရတဲ့ခံစားချက်ဖြစ်တဲ့အတွက်ကြောင့်မလို့တူးတယောက်တည်းတာဝန်ယူပြီးလုပ်ပေးလို့မရဘူး အဖွဲအစည်းနဲ့တွားပြီးလုပ်ပေးလို့ရတယ်ဆိုတာကို ပြန်လည်ပတိရပါဒီအချိန်မှာကျမတို့အတွက်အသက်တစ်ချောင်းမှာအရင်အရေးကြီးပါတယ်ကိုဗစ်ကာလကစပြီးတော့ကိုဗစ်ဖြစ်သွားတယ်ကိုဗစ်မဖြစ်ခင်အချိန်မပြီးသေးခင်အချိန်မှာပဲခုဖြစ်သွားရခဲ့စစ်အာဏာရှင်ရဲ့အာဏာသိမ်းမှုတွေဖြစ်သွားတယ်2024မှာပဲ September 2024 September လာမှာပဲငလင်းလုံမှုတွေဖြစ်သွားခဲ့တယ် အခုတစ်ခေါက်သမိုင်းတောက်လျှောက်မှာပဲအကြီးမားဆုံးငလင်တွေဖြစ်သွားခဲ့ငလင်ဖြစ်သွားခဲ့ဒီအရာတွေဖြစ်သွားပြီးတဲ့အချိန်တောက်လျှောက်တော့မှာကျမတို့အတွက်မထင်မှတ်ထားတဲ့သူတွေကမထင်မှတ်ထားတဲ့လမ်းကိုထွက်သွားခဲ့ပြီးတော့လူတွေလူပေါင်းများစွာကိုကျမတို့ဆုံးရှုံးပြီးဆုံးရှုံးခဲ့ရတဲ့အချိန်မှာကျမတို့အားလုံးအတွက်အသက်တစ်ချောင်းမှာအရန်အရေးကြီးနေတဲ့အချိန်မှာဘာဖြစ်လို့အသက်တစ်ချောင်းဒီအရေးကြီးလဲဆိုရင် community ဆိုတာကတင်ရှိနေမှာ community community ဟာဆက်လက်ခံရမှာပါ ဒါကြောင့်သင်အတွက်အသက်ရှင်ပေးနေခြင်းကိုခကျမတို့အတွက် community မှာအားဖြစ်စေပါတယ်။ငါဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိဘူးဖြစ်လာတဲ့အချိန်တိုင်းမှာကိုယ်ဘေးနားမှာရှိတဲ့ charity တွေ organization တွေကိုဆက်သွယ်ကြည့်ပါငါဘာလုပ်ပေးနိုင်လဲဆိုတဲ့ဟာကိုမေးကြည့်ပါတနည်းနဲ့မဟုတ်တနည်းလုတ်ပေးလို့ရပါလိမ့်မယ်။ဘာမှလုတ်ပေးနိုင်စွမ်းမရှိသေးတဲ့အချိန်ဘာမှလုတ်ပေးနိုင်မှုမရှိသေးတဲ့အချိန်မှာကျမတို့အတွက် လှုပ်ပေးလို့ရတာတခုတည်းပါအသက်ရှင်ပေးနေပါနောက်တစ်ခုက active listening မှာ active listening ဆိုတာကတော့တငယ်ချင်းကကိုကိုသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့ဆုံးရှုံးမှုတွေကြောင့်မလို့ကိုကိုလာပြောပြတဲ့အချိန်မှာကိုကသူတို့ရဲ့ခံစားချက်တွေကိုအတိမတ်ပြုပေးပါကိုဘက်ကအာတင်းထားပါဆိုတဲ့စကားမပြောပါနဲ့တော့ကျမတို့အတွက်အာတင်းထားပါဆိုတဲ့စကားကတကယ်တကယ်အတုံးမဝင်တော့ပါဘူးခံစားချက်တွေကို အပြည့်အဝခံစားကြရအောင်ဒီခံစားချက်တွေကိုအပြည့်အဝခံစားပြီးကျွန်တော်တို့ဖြတ်သန်းနေရတဲ့ collective grief ကိုအပြည့်အဝဒီ emotion ရဲ့ journey တစ်ခုကို emotion တစ်ခုကို process လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ရှေ့ပြန်လဲရှေ့ဆက်ရမယ်အရာတွေရှိပါတယ်ကိုစီကိုစီလုံဆောင်ရမယ်တာဝန်တွေအများကြီးရှိပါတယ်ဒါကြောင့်ဒီအချိန်မှာအတင်းထားပါဆိုတဲ့စကားထက်နင့်ခံစားချက်တွေကိုနားလည်ပါတယ်ဆိုတဲ့စကားကား ကျမတို့တယောက်တူတယောက်ချင်းစီအတွက်ပို့ပြီးတော့အရေးကြီးပါတယ်အတွေ့အကြုံတစ်ခုကိုခံစားချက်တစ်ခုကိုသူဒီကိုမဟုတ်တဲ့အတွက်သူလျှောက်ခဲ့ရတဲ့လမ်းသူကြုံနေခဲ့ရတဲ့အရာသူဆုံးရှုံးမှုတွေကိုကျမတို့ဘလို့မှဝင်ပြီးခံစားပြီးလို့မရပါဘူးဒါကြောင့်အတင်းထားပါဆိုတဲ့စကားထက်သူခံစားချက်တွေကိုနားလည်ပြီးတဲ့ empathy တစ်ခုကိုကျမတို့ practice လုပ်ဖို့လိုအပ်ပါတယ်နင်းဆုံးရှုံးမှုတွေကတော့ နေကတော်သေးတာပေါ့ဒီလောက်ပဲဆုံရှုံသွားလို့သူများတွေဆိုရင်အိမ်တွေဆုံရှုံနေ။အိုးအိမ်တွေပြက်စီးတယ်မိပါမိမိသားစုတွေဆုံရှုံနေဆိုတော့နိုင်ဆုံရှုံမှုခြင်းဆုံရှုံမှုခြင်းကိုနှိုင်းရှင်တဲ့စကားတွေလည်းမပြောကြရအောင်။ဒီလိုဆုံရှုံမှုခြင်းဆုံရှုံမှုခြင်းကိုနှိုင်းရှင်လိုက်တဲ့အခါမှာကုသငယ်ချင်းရဲ့ခံစားချက်ကိုကျမတို့ကျမတို့အတွက်အဖြေရှာပေးလိုက်တာ ਨੇ တူတူပါပဲ။ဒီအချိန်မှာကျမတို့အဖြေရှာပေးဖို့မဟုတ်ပါဘူး။ ဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းမှုဆိုတာထက်ဖြစ်နေတဲ့ပြဿနာတွေဖြစ်သွားပြီးတဲ့အတွက်ကြောင့်ခံစားချက်တွေဖြစ်လာတဲ့အရာတွေအတွက်ကို process လုပ်ပြီးဖို့နားလည်ပြီးဖို့နားထောင်ပြီးဖို့ပဲလိုအပ်ပါတယ်။ဒါကြောင့် active listening ကိုပြန်ပြီးကျမတို့အားလုံး practice လုပ်နိုင်ပါတယ်။နောက်တစ်ခုကတယောက်တည်းငါဘာမှမလုပ်ပေးနိုင်ဘူး။တယောက်တည်းကိုယ့်ဘက်ကငါဘာမှမလုပ်ပေးနိုင်ဘူးစသဖြင့်တော့ emotion တွေ တစ်ခုပြီးတစ်ခုသော emotion တွေကပိတ်လောင်နေတဲ့အချိန်မှာတယောက်တည်းမနေပဲလမ်းထလျှောက်တာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်လိုက်တာပဲဖြစ်ဖြစ်အပြင်ထွက်ပြီးအပြင်ထွက်လို့ရတဲ့သူတွေကအပြင်ထွက်ပြီးလမ်းလျှောက်လိုက်တာပဲဖြစ်ဖြစ်တငယ်ချင်းနဲ့စကားပြောလိုက်တာပဲဖြစ်ဖြစ် community ရှိတယ်ဆိုရင်ကိုဘေးနာကကိုကိုခံစားချက်တွေကိုထုတ်ဖော်ပြောပြလို့ရတယ် community ရှိတယ်လူတွေရှိတယ်ဆိုရင်အဲ့ဒီတငယ်ချင်းမိတ်ဆွေတွေကိုစကားပြောပါဒီလိုမျိုးစကားပြောတဲ့အချိန်မှလည်း တစ်ဖက်ကနားထောင်နေသူအနေနဲ့ကလည်း active listening ကျွန်မအရှိမပြောသွားခဲ့တဲ့ active listening ကိုပြန်လည်သတိရပါမတို့အားလုံးအတွက်ဆုံးရှုံးမှုကိုစီကိုစီဖြစ်နေတဲ့အတွက်တူတယောက်တည်းဆုံးရှုံးမှုမဟုတ်တဲ့အတွက် community နဲ့သာသွားပါလို့ပြောပြစီ community နဲ့သွားပါတူတယောက်တည်းမနေပါနဲ့တူတယောက်တည်းနေလို့လည်းမရတော့ပါဘူးကဘာကြီးကရောတဘာဝတရားကြီးကရောကျမတို့အားလုံးကို unity တခုပြန်လဲဖန်တီးဖို့အတွက်ကျမတို့အားလုံးရဲ့စူးစိမှုတွေကိုပြန်လဲတိဆောက်ဖို့အတွက်အဖက်ဘက်ကတွန်းပို့နေတဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်တဦးတယောက်တည်းမနေပဲအဖက်ဘက်ကတွန်းပို့နိုင်ဖို့အတွက်သင်ကိုယ်တိုင်ကလည်းလိုအပ်တဲ့အကူအညီကိုရှာပါ။သင်ဘေးနားကပတ်ဝန်းကျင်ကသူတွေကိုလည်းလိုအပ်တဲ့အကူအညီကိုပေးနိုင်တဲ့အတိုင်းအတာတစ်ခုနေကပေးပါ။တစ်ချိန်တည်းမှာပဲကိုကိုကိုဂယူဆိုင်ဖို့မမေ့ပါနဲ့။သင် အသက်ရှင်နေခြင်းဟာကျမတို့ community အတွက်အားတစ်ခုဖြစ်ပါတယ်။သင်တယောက်တည်းအားနဲ့ဘာမှလုပ်လို့မရပေမဲ့ကျမတို့အားလုံးတဦးတယောက်ချင်းစီရဲ့အားတွေစုလိုက်တဲ့အခါမှာအရှိန်အဟုန်တစ်ခုနဲ့ community တစ်ခုနဲ့ဒီကာလကိုဖြတ်သန်းနိုင်ပါတယ်။